မာဒီမှာရိုဟင်ဂျာလူမျိုးစုတွေလူခွင်ချိုးပေါခံရတာလူမျိုးတုံးတက်ပြတ်ခံရတဲ့ကိစ္စတွေကိုပြောပြီးဆိုရင်ကျွန်တော်တို့ပထမဆုံးကြားရတဲ့ငင်းခုန်မှုပုံစံကတော့ဘာလဲဆိုတော့ရိုဟင်ဂျာဆိုတာမရှိဘူးဘင်္ဂါလီတွေပဲရှိတယ်ဘင်္ဂါလီတော်မှရိုးရိုးဘင်္ဂါလီမဟုတ်ဘူးသူတို့တွေဒီခိုးဝင်လာတဲ့ဘင်္ဂါလီတွေဖြစ်တယ်ဆိုတော့အဲတုံးတက်ချက်ရှုမြင်ချက်အောက်ကနေပဲငင်းကြတာကိုကျွန်တော်အများဆုံးတွေ့ရပါတယ်ဒါဒီအခုမှမဟုတ်ပါဘူးလွန်ခဲ့တဲ့ဒါဒီမိုကရေစီအသွင်ကူးတရားဝင်ကာလလို့ပြောရတဲ့2017ကာလတွေရော ကျွန်တော်ကြားထဲမှာဒါ NLD အစိုးရခေတ်2015 20ကြာကာလတွေမှာဟောအခုလက်ရှိမျက်မှောက်ခေတ်မနေ့တနေ့ကာလအထိအထိဆိုပါစို့အကုန်လုံးဒီဘာနဲ့စပြောလဲဆိုငါတို့ဒီတခါမှရိုဟင်ဂျာဆိုတော့မကြောက်ဘူးငါအဖေလည်းမကြောက်ဘူးငါအမေလည်းမကြောက်ဘူးရိုဟင်ဂျာဆိုတော့ရှိရင်ငါတို့ကြားဘူးမှာပေါ့ဆိုတော့အဲတုံးသက်ချက်ကနေငင်းခုံကြတော့ကျွန်တော်တွေ့ရပါတယ်အဲ့တော့လောကကြီးမှာတစုံတရာကိုခင်ဗျားတို့မသိတိုင်းအဲ့ဒါကြီးဒီမရှိတာလားအဲ့တော့ဟို မတိကိုမတိတိုင်းအရာရာကိုမရှိဘူးလို့သတ်မှတ်နေမယ်ဆိုရင်တော့ဒါဒီအင်မတန်ပြောရဆိုအပ်ခက်တဲ့ကိစ္စဖြစ်ပါလိမ့်မယ်အဲ့တော့ရိုဟင်ဂျာလူမျိုးစုတွေရိုဟင်ဂျာတွေရဲ့တည်ရှိမှုတမိုင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်ကျွန်တော်တို့ဒီမှာတမိုင်းဆိုင်ရာအရာတက်တဲ့အထောက်အထားအချက်လက်ပေါင်းများစွာရှိပါတယ်ဒါပေမဲ့ဘလို့တက်တဲ့အထောက်အထားတွေပဲတက်ပြရိုဟင်ဂျာဆိုတာမရှိဘူးခိုးဝင်ဘင်္ဂါလီပဲရှိတယ်ဆိုပြီးကြာကြာမီးရဲ့လုံနေမယ်ဆိုရင်တော့ဒါအထင်မှန်ကိုရောက်နိုင်မယ့်အခြေအနေမဟုတ်ပါဘူးနောက်ဆုံးကြာကျွန်တော်တို့အကောင့်လိုက်ကြီးထုတ်ပြတာဥမာ နော်ကိုဖင်ကိုကိုဖနောင်းနဲ့ပိတ်ပြီးတော့မရှိပါဘူးဒါတွေကကလားတွေပါပဲဒါတွေကခုံးဝင်ဘန်ဂါလီတွေပါပဲလို့ခင်ဗျားတို့ယူဆသုံးသပ်နေမယ်ဆိုရင်တော့ဒီဗီဒီယိုဆက်ပြီးမကြည့်လည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေရိုဟင်ဂျာဆိုတာရှိတယ်ဆိုတဲ့အထိုင်ရိုဟင်ဂျာဘာကြောင့်ရှိလဲဘယ်လိုရှိလဲဆိုတဲ့တမိုင်းအချက်လက်ပေါင်းများစွာအောင်တကဘာလုံးကလည်းသိတယ်လို့သူတည်တနာအချက်လက်ပေါင်းများစွာနေလည်းတက်တည်ပြပြီးသားဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ထပ်ပြီးတော့ကျွန်တော်စုဆောင်းထားတဲ့အချက်တွေတွေကနေဒါရိုဟင်ဂျာလူမျိုးတွေတမိုင်းသူတို့ရဲ့တည်ရှိမှု သူတို့ရဲ့အခြေခံတက်တနာရင်းနဲ့ပတ်သက်ပြီးတော့လေအလင်းတင်သလိုကျွန်တော်တင်ဆက်သွားမှာပါအခုလေခင်ဗျားတို့ကိုကျွန်တော် Ranger တွေနဲ့ပတ်သက်လို့ Ranger လူမျိုးတွေနဲ့ပတ်သက်လို့စာရင်းတစ်စောင်နဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီစာရင်းကတော့ Ranger လူမျိုးတွေအကြောင်းတမိုင်းအကြောင်းကိုရေးထားတဲ့စာရင်းမဟုတ်ဘူးဒါပေမဲ့ဒီစာရင်းမှာဆက်ဆက်ပြီး Ranger တွေတရှိမှုအပေါ်မှာကျွန်တော်လေ့လာသုံးသပ်လို့ရတဲ့စာရင်းတစ်စောင်ပါစာရင်းကတော့ဒါဆရာဦးခင်မောင်ညွန့်ရဲ့စာရင်းပါခေါင်းစဉ်ကရန်ကုန်မြို့ရှိတက္ကသိုလ်အသီးသီးမှာ ကျောင်းသားကျောင်းသူများအကြောင်းလေးလာချက်ဤရှေ့ပြေးစစ်တမ်းဆိုတဲ့အစာရန်ဖြစ်ပါတယ်။ဒီစာရန်ကိုကျွန်တော်တို့1969ခုနှစ်မတ်လ23ရက်နေ့မှာကျင်းပခဲ့တဲ့ဒုတိယအကြိမ်မြန်မာနိုင်ငံသူတေသနဆွေးနွေးပွဲမှာဖတ်ကြားတင်သင်ခဲ့တဲ့စာရန်ပဲဖြစ်ပါတယ်။အဲ့တော့ပုံလိပ်ထုတ်ဝေမှုလည်းရှိပါတယ်။ဒီစာရန်ကိုဘာမှပုံလိပ်ထုတ်ဝေခဲ့လဲဆိုတော့တရားသူမြန်မာနိုင်ငံစာပေနဲ့လူမှုရေးသိပ္ပံဂျာနယ်အတွင်းနှစ်အမှတ်၁ဇန်နဝါရီလ1969မှာထည့်သွင်းထုတ်ဝေခဲ့တာရှိပါတယ်။စာရန်ရဲ့အကြောင်းအရာကဘာလဲဆိုတော့အဲ့ဒီ1965နဲ့66ခုနှစ် မာဒီဗမာဒီရန်ကုန်မြို့မှာရှိနေတဲ့ကျွန်တော်အဆင့်နဲ့တင်ညာလို့ပြောရတဲ့တက္ကသိုလ်တင်ညာရက်တွေပေါ့ဗျာစီးပွားရေးတင်ညာစီးပွားရေးနောက်တင်ညာရေးနဲ့စက်မှုတက္ကသိုလ်ပေါ့စီးပွားရေးတက္ကသိုလ်တင်ညာရေးတက္ကသိုလ်စက်မှုတက္ကသိုလ်တွေမှာတက်နေတဲ့ចောင်းသားចောင်းသူတွေရဲ့စီးပွားရေးတင်ညာရေးចမ်းမာရေးအခြေအနေတွေကိုစည်ရင်အင်းနီးတင်ညာနဲ့စစ်စစ်ပြီးတော့နှိုင်းရှင်လေးလာတုံးသက်ထားတဲ့စာရမ်းပဲဖြစ်ပါတယ်အဲ့တော့ဒီ65 66ခုနှစ်ကာလတွေမှာ ဒီရန်ကုန်မြို့မှာရှိခဲ့အစောဆုံးကျွန်တော်ပြောခဲ့တဲ့စီးပွားရေးတက္ကသိုလ်ဆက်မှုတက္ကသိုလ်အပါအဝင်ဒီတင်ညာရေးတက္ကသိုလ်တွေမှာတက်နေတဲ့ကျောင်းသားတွေအသက်အရွယ်အုပ်စုတွေလူမျိုးရေးဖြစ်တည်မှုဘာသာယုံကြည်ကိုးကွယ်မှုနဲ့သူတို့ရဲ့လက်ငင်းဘဝအခြေအနေတွေကိုသုံးသပ်ထားတဲ့စာရမ်းပဲဖြစ်ပါတယ်။အဲ့တော့ဒီစာရမ်းမှာကျွန်တော်ဘာတွေ့ရလဲ Ranger နဲ့ပတ်သက်တာဘာတွေ့ရလဲဆိုတဲ့အခါမှာဒီစာရမ်းရဲ့သုံးသပ်ချက်စင်းင်းနေမှာပါတယ်။ကျောင်းသူကျောင်းသားစင်းနေတဲ့မှာ Rohingya ကျောင်းသားတွေပါနေတာကိုကျွန်တော်သိရပါတယ်။ အဲ့လိုပါနေတဲ့ခါမှာလေသူတို့ရိုဟင်ဂျာလို့ပဲအတိမတ်တူပြီးတော့ထဲ့သွင်းဖော်ပြထားတာဒီလေသမိုင်းမှတ်တမ်းတစ်ခုဖြစ်ပါတယ်ဒီစာရင်းရဲ့ဖော်ပြချက်အရဆိုရင်ကျွန်တော်တို့ဒီစက်မှုတက္ကသိုလ်ဒုတိယနှစ်မှာရိုဟင်ဂျာចောင်းသားတအူးတတိယနှစ်မှာရိုဟင်ဂျာចောင်းသား2ဦးစုစုပေါင်းចောင်းသား3ဦးတက်ရောက်နေလို့သိရပါတယ်သိရတဲ့ခါမှာသူတို့ရဲ့လူမျိုးရေးဖြစ်တည်မှုကိုဖော်ပြခါရမှာလေရိုဟင်ဂျာဆိုပြီးတော့တိတိကျကျဖော်ပြထားပါတယ်အဲ့တော့ဒါဒီဟာလေးကခဏတော့မေးလို့ရတယ်ဒါနဲ့ပဲရိုဟင်ဂျာလူမျိုးတွေရရှိသွားပြီလား တည်တိတ်ကြတာပေါ့ကျွန်တော်တို့ဒေါ်လာရင်းကောင်စီခက်လို့ပြောလို့ရတယ်1965-66ခုနှစ်ကာလတွေမှာရိုဟင်ဂျာလူမျိုးတွေရိုဟင်ဂျာចောင်းသားចောင်းသူတွေဟာတခြားတခြားသောလူ့ဖွဲ့စည်းမှရှိနေတဲ့လူမျိုးစုတွေလို့ပဲကျွန်တော်တို့သူတို့ဒီဒန်းတူပေါ့ဒန်းတူเนาะဒါအခြေအနေရှိခဲ့တယ်ဒီလိုចောင်းနေမှာတင် जा ခွင့်ရတယ်ဟိုတက်ခွင့်ရတယ်တက်ခွင့်ရတဲ့အပြင်သူတို့ရဲ့ရိုဟင်ဂျာဆိုရဲလူမျိုးရေးဖြစ်တည်မှုကိုပါအတိမတ်တူထားတယ်ဆိုရဲအခိုင်အမာဆုံးတက်တည်အထောက်ထားတယ်ဖြစ်လို့ပါပဲအဲ့တော့ကျွန်တော်တို့ပြန်ကြည့်ရမယ်ဆိုရင်တော်လိုင်းကောင်စီခေတ်နောက်ပိုင်းပေါ့ ကျွန်တော်နိုင်ငံရေးသမိုင်းကြီးကပြောမယ်ဆိုရင်62ကနေ84ကိုတော့ဒါတော်လိုင်းကောင်စီခစ်လို့ပြောကြတယ်ပေါ့84ကနေ88ကတော့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခစ်ပါအုပ်ချုပ်တာတော့နေဝင်တယောက်တည်းပါပဲအဲ့တော့ anyway ဘလိုပဲပြောပြောတော်လိုင်းကောင်စီခစ်နောက်ပိုင်းပေါ့1980နောက်ပိုင်းကြမှသာကျွန်တော်တို့ဒီရိုဟင်ဂျာဆိုတဲ့ဝေါ်ဟာရရိုဟင်ဂျာပြည်သူတွေရဲ့အခြေခံရပိုင်ခွင့်နိုင်ငံသားဖြစ်တည်မှုနိုင်ငံသားနဲ့နိုင်ငံရေးအခွင့်အရေးတွေကိုစတင်ပြီးတားဆီးပိတ်ပင်နေ နောက်တစ်ထည့်နဲ့ကျွန်တော်တို့အတင်ရဲလာပြီးတော့နေရက်ကနေမောင်းနေထုတ်တယ်ဒီရိုဟင်ဂျာလူမျိုးတွေကိုခိုးဝင်ဘန်ဂါလီအဖြစ်သတ်မှတ်တယ်တရားမဝင်နိုင်ငံသားရဲ့အဖြစ်သတ်မှတ်တယ်ဆောသောကပြောခဲ့တယ်လို့ပဲမောင်းနေထုတ်မှုတွေအစုလိုက်တုံလိုက်တက်ဖြတ်မှုတွေရွာမီရှုံမှုတွေကိုကျွန်တော်တို့ဒါဗမာပြည်တမိုင်း250အတွင်းမှာဘယ်တမိုင်းဇက်ရုပ်ကဲတမိုင်းနေရဘယ်နေရောပဲလှန်ကြည့်လှန်ကြည့်ခဏတော့တွေ့ရမှာပါပဲအဲ့တော့ဒီနေရာမှာကျွန်တော်တို့ထပ်ပြောရမယ့်ကိစ္စကဒီလက်ရှိဗမာဒီမှာဖြစ်နေတဲ့ရိုဟင်ဂျာလူမျိုးတွေပုံမှာတက်ဖြတ်နေတဲ့လူမျိုးလုံးတက်ဖြတ်မှုဖြစ်စဉ်ကြီးဆိုတာ ကဘာပေါ်မှာရှိတဲ့ imminent share လျားတဲ့ဒီလိုတက်ဖြတ်မှုထစ်စင်နေတဲ့မှာတခုအပါဝင်ဆိုတာကိုခင်ဗျားတို့သတိပြုဖို့လိုပါတယ်1980ကနေစပြီးယနေ့အချိန်ထိမြန်မာစစ်တပ်ရဲ့အစိုးရအဆက်ဆက်ကရိုဟင်ဂျာလူမျိုးတွေရဲ့ရိုဟင်ဂျာဆိုတဲ့နာမည်ကနေစသူတို့ရဲ့လူမျိုးရေးထစ်တီမှုနဲ့သူတို့ရဲ့တရှိမှုကိုပပျောက်သွားအောင်နောက်ဆုံးဒီလူမျိုးကိုတျောက်ကွယ်သွားအောင်လူမျိုးလုံးတက်ဖြတ်မှုကိုအဆင့်လိုက်အဆင့်လိုက်နော်အစိုးရအဆက်ဆက်ကျူးလွန်ခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့တမိုင်းထောက်ထားတွေအရငင်းလို့မရတဲ့အခြေအနေတွေပဲဖြစ်ပါတယ် အဲ့တော့ကျွန်တော်ဒီနေ့တင်ပြပေးတာတော့ဒီစာတန်းထဲမှာပါတဲ့ Ranger လူမျိုးရဲ့တရှိမှုတက်တည်တစ်ခုအနေနဲ့တင်ပေးတာပဲဖြစ်ပါတယ်။အဲ့တော့အပိတ်ကလေးကျွန်တော်ပြောချင်တာကတော့တချို့ကိစ္စတွေကခင်ဗျားတို့မသိလို့မရှိဘူးထင်နေတာပါ။အဲသိအောင်လုပ်ကြပါသိအောင်ဘယ်လိုလုပ်ရမလဲခင်ဗျားတို့ရဲ့အသိဉာဏ်မဟုတ်ဆက်ဝင်ကိုချဲ့ထွင်ကြပါ။အသိဉာဏ်မဟုတ်ဆက်ဝင်ကိုချဲ့ထွင်ပြီးတော့လူလူသားချင်းဆိုတဲ့အနေပေါ်မှာအခြေခံပြီးတော့တမိုင်းအချက်လက်တွေကို ဘာအစွမ်းမပါတဲ့စိတ်ရင်းတွေပဲတစ်ချက်ကြည့်ရင်ဘာမှဒီမှာရိုဟင်ဂျာတပ်တနာကိုထိရှင်းဖို့အတွက်ခရီးတစ်ခုအတော်ပေါက်လာပြီလို့ပြောရင်းနေပဲကျွန်တော်ညီကုန်းချုပ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ